ူကရိန်းနိုင်ငံပိုင်းနဲ့တဲ့ရုရှားရဲ့ထိုးဖောက်ဝင်ရောက်နိုင်စွမ်းကပြီးခဲ့တဲ့စက်တင်ဘာလထဲမှာတည်တည်တသာအာရော့သွားပါတယ်။ယူကရိန်းနိုင်ငံအရှေ့ပိုင်းကစစ်မြေပြင်အခြေအနေကိုစောင့်ကြည့်လေ့လာနေတဲ့ Deep State အဖွဲ့ကရုရှားဟာမေလနောက်ပိုင်းနယ်မြေသိမ်းပိုင်နိုင်စွမ်းအ ਨੇ ဆုံးကာလတစ်ခုကိုစက်တင်ဘာလထဲမှာကြုံတွေ့ဖြတ်သန်းခဲ့ရတယ်လို့ပြောပါတယ်။စက်တင်ဘာလထဲမှာနောက်ထပ်ယူကရိန်းနယ်မြေမိုင်းတရာပတ်လည်ကိုရုရှားကသိမ်းယူခဲ့ကြောင်းတနည်းအားဖြင့်ယူကရိန်းတိုင်းနိုင်ငံလုံးဧရိယာရဲ့3.3ရာခိုင်နှုန်းကို ရုရှားကတလတာအတွင်းချဲ့ထွင် သိမ်းယူခဲ့တာဖြစ်ကြောင်း Deep State ကဆိုပါတယ်။ဒါပေမဲ့ August လတုန်းကရုရှားတပ်တွေချဲ့ထွင်သိမ်းယူနိုင်ခဲ့တဲ့မြေအကျယ်ဝန်းနဲ့ရှိရင်တော့ September လမှာ44ရာခိုင်နှုန်းအထိရောက်ကြသွားတာဖြစ်ပါတယ်။အခုဆိုရင် Ukraine ပိုင်နဲ့အကျယ်ဝန်းစုစုပေါင်းရဲ့19.34ရာခိုင်နှုန်းကရုရှားထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့ Deep State ကတွက်ချက်ထားပါတယ်။ October 1ရက်နေ့မှာတော့ Ukraine စစ်ဦးစီးချုပ် Alexander Sasky ကသူ့ရဲ့တပ်တွေဟာ September 30ရက်နေ့တုန်းက တမိုင်းပတ်လေကန်ကျဲဝန်းတဲ့ area ကိုပြန်သိမ်းယူနိုင်ခဲ့တယ်လို့ပြောပါတယ်။နောက်ပြီးဒိုညော့စပီနယ်ထဲမှာလည်းရန်သူတွေကိုတိုက်ထုတ်ပြီးတဲ့နောက်နယ်မြေရှင်းလင်းရေးတွေဆက်လုပ်နေတယ်လို့သူကဆိုပါတယ်။ပြီးခဲ့တဲ့အပတ်မှာရုရှားကမိုင်၄၀၀ကျော်ရှည်လျားတဲ့အစ်မြေပြင်တစ်လျှောက်မှာတပ်ဖွဲ့ငယ်တွေကိုတုံးပြီးတော့အကဲဆန်းတိုက်ခိုက်တာတွေပိုလောက်လာတယ်လို့ Sasaki ကပြောပါတယ်။ရုရှားဟာ unit သေးသေးလေးတွေကိုခွဲထုတ်ဖြန့်ကျက်ပြီးအရေးအတွက်အမြောက်အများဆေးလွှတ်ရင်း ယူကရိန်းပိုင်နက်ထဲရနိုင်သမျှတိုးဝင်တဲ့နည်းကိုအသုံးပြုနေတာလို့သူကမှတ်ချက်ပေးခဲ့ပါတယ်။ခြုံပြီးကြည့်မယ်ဆိုရင်တော့ရန်သူလှုပ်ရှားမှုတွေကိုနိုင်နိုင်နင်းနင်းဆက်လက်ထိန်းသိမ်းထားနိုင်ပြီးယူကရိန်းဘက်ကလည်းစစ်မြေပြင်မှာအောင်မြင်မှုတချို့ရှိနေတယ်လို့သူကပြောကြားခဲ့တာပါ။တစ်ဖက်မှာတော့2025 January 1ရက်နေ့ကစပြီးတွက်ချက်ရင်စစ်ပွဲအတွင်းယူကရိန်းပိုင်နက်ထဲကနည်းမြေမိုင်းတထောင်ခန့်ကိုချဲထွင်သိမ်းယူနိုင်ခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနက September လောက်ကောင်ပိုင်းမှာထုတ်ပြန်ထားပါရရှင်။